မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်စ်လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့သခိုင်းတိုင်းမော်လိုင်းမြို့အနီးကိုဗဟုပ်ပြုပြီးတော့အင်အား9တပ်မှ6အဆင့်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဩဂတ်စ်လ22ရက်နေ့နေ့လယ်7:26မိနစ်ကမှာ မော်လိုက်မြို့ရဲ့အနောက်တောင်ဘက်35ကီလိုမီတာအကွာမြေအောက်နက်103ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ Richter scale 5.6အဆင့်ရှိတဲ့အင်အားအတော်အသင့်ရှိတဲ့မြေငလင်တစ်ခုလှုပ်ခတ်သွားတယ်လို့သိရပါတယ်။အဲ့ဒီမြေငလင်လှုပ်ခတ်မှုများကိုပြည်သူများကတိသာစွာခံစားခဲ့ရပြီးတော့နေအိမ်များရိမ်းထိုးနေကလမ်းမဘောကိုထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။မြေငလင်လှုပ်တာတော်တော်လေးကိုတိသာသွားပါတယ်။နေအိမ်တွေတောင်မှရိမ်းထိုးသွားတယ် ထိခိုက်မှုအခြေအနေကတော့ဘာမှမကြားရသေးဘူး။ငလင်ကတော့တော်တော်လေးကိုပြင်းတယ်လို့ဒေသခံတအုပ်ကအတည်ပြုပြောကြားထားပါရယ်။အလားတူပဲဩဂတ်စ်လ21ရက်နေ့ကလည်းရန်ကုန်တိုင်း၃ဝမြို့ရဲ့အရှိတောင်ဘက်66ကီလိုမီတာအကွာမြန်မာနိုင်ငံတောင်ဘက်ကံယုတ်တန်းအနီးမြေအောက်နဲ့10ကီလိုမီတာကိုဗဟုပြစ်ပြီးတော့ Richter scale 6.9အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားတယ်လို့သိရပါရယ်။မြန်မာနိုင်ငံမှာ match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ်ပြင်အား9.8အဆင့်ရှိတဲ့ငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်စုစုပေါင်းအကျင့်ရီ200ကျော်နီးပါးလောက်ခတ်ခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာမြမကန်ရိုးတန်းအနီးမှာငလျင်ငယ်များဟာတောက်လျှောက်လောက်ခတ်နေပြီးတော့ငလျင်ရဲ့အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများရောနေစေရန်အတွက်ဆောင်ရန်ရှောင်းရန်သတိပြုရန်များနဲ့အညီနေထိုင်ကြပါရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်22ကာကွယ်ပစ္စည်းဆက်ရုံကပ္ပစ22စီကိုတွေ့တန်းထားတဲ့ဓာအားလိုင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဖြတ်တောက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစိတ်ဖြူမြို့နယ်မှာပြုတ်လုခဲ့တဲ့စစ်စင်ရေးအရာကပ္ပစ22ရဲ့ဓာအားလိုင်းတွေကိုဖြတ်တောက်ခဲ့လို့ပြတ်တောက်သွားတယ်လို့ဆိုပါတယ်။လုတ်ခဲ့တာကလွန်ခဲ့တဲ့3-4ရက်ကပါစစ်ခွေးတပ်ရဲ့အဓိကကျတဲ့လက်နက်ထုတ်လုပ်တဲ့နေရာကို ဖြတ်တောက်လိုက်တာပါလို့စိတ်ဖြူအခြေဆိုင်ရဲဘော်တို့ကအတီးပြုပြောကြားထားပါတယ်ဒါပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကဖြတ်တောက်လိုက်တဲ့ဒါအလိုက်နေရာတွေကိုစစ်ကောင်စီကလက်တလုံးမှာလာရောက်ပြင်ဆင်တာကိုတော့မတွေ့ရသေးဘူးလို့အသိပေးထားပါတယ်အဲ့ဒါက main line ဒါအလိုက်ကိုဖြတ်တောက်လိုက်တာပါမီးတော့ပြတ်နေတယ်ကြားတယ်ဒါပေမဲ့နောက်ဆက်တွဲတော့အသေးစိတ်မသိရသေးဘူးလို့ဒေသခံစီရေးသတင်းရင်းမြစ်ကကပါဆ22ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြောကြားထားပါတယ်ကပါဆ22ဟာစိတ်ဖြူမြို့နယ်မြောက်ဘက်မှာရှိပြီးတော့လက်ရှိစစ်ကောင်စီတပ်စစ်ကြောင်းထိုးဖြန့်ကျက်နေတဲ့ ပေါင်းမြုံနယ်တောင်ပတ်ချမ်း၊ပသိမ်မုံရွာကားလမ်းမှာအရှိတ်ဘတ်ချမ်းမှာတည်ရှိပါတယ်။စိတ်ဖြူမြို့နယ်မှာစစ်တပ်ရဲ့ကာကွယ်ပစ္စည်းယုံကပ္ပစ20 21နဲ့အမတ်ကိုလေချောင်းရံကာကွယ်ကုတ်ကဲမှုစစ်စင်ရေးဌာနချုပ်လဆခါတို့အခြေစိုက်ထားတယ်လို့သိရပါတယ်။အမတ်21ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ21ကလေတက်3နဲ့ဘုံးတွေကိုထုတ်လုပ်ပြီးတော့အမတ်22ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ22ကတော့လက်နက်တွေကိုထုတ်လုပ်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာအလုအလုကိုင်နေကြတဲ့မြန်မာလူမျိုးတွေအပါအဝင်နိုင်ငံခြားသားအလုသမားများဟာအလုပြောင်းရွှေ့ခြင်းနဲ့တထေးပြောင်းခြင်းများကိုလုတ်ကင်လိုပါကအလုပြောင်းစာလို့ခေါ်တဲ့ဘိုက်ကြော့မလို့တော့ဘဲနဲ့မိမိပြောင်းရွှေ့ခြင်းနဲ့အလုကင်များကိုပြောင်းရွှေ့လုတ်ကင်ခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းအလုသမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရနိုင်ငံခြားသားရွှေ့ပြောင်းအလုသမားများအနေနဲ့အလုတစ်ပြောင်းလဲလုတ်ကင်နိုင်ရအတွက်ရခင်ကအလုရှင်ထံကနေပြီးတော့အလုထွက်ခွာခွင့်ပြုကြောင်း ခွင့်ပြုစာရွက်တောင်းခံရန်မလိုအပ်တော့ကြောင်းကိုရွှေပြောင်းလုံသမားအေးကူညီပေးနေသူများထံကသိရပါတယ်။ဘိုင်ဂျာအော့လို့ခေါ်နေတဲ့ဟာကတကယ်ကအလုရှင်ဟောင်းကအလုပြောင်းရွှေ့ခွင့်ပြုလိုက်တဲ့စာကိုခေါ်တာပါ။အလုသမားတွေကိုတအားကိုဒုက္ခပေးတဲ့ဟာပဲ။တချို့အလုရှင်တွေကညစ်ပြီးတော့ထုံမပေးတာတို့အလုယုံအစ်စ်ကအဲ့ဒါမရှိလို့လူမခေါ်တာတို့ရှိတာပေါ့။အဲ့ဒီတော့အလုသမားတွေခင်ဗျပွဲစားတွေနဲ့ဘိုင်ဂျာအော့ကိုအပ်ပြီးတော့ ပတ်စံတွေအများကြီးကုန်ခဲ့ရတာအခုတော့အဲ့ဒီကိစ္စကငြိမ်းသွားပြီလေလို့မြန်မာရွှေပြောင်းအလုံသမားအရေးကိုကူညီပေးနေတဲ့ AAC ကိုရဲမင်းကရှင်းပြထားပါဗျ။ထိုင်းအလုံသမားဝန်ကြီးဌာနရဲ့ပြောင်းလဲလိုက်တဲ့မူဝါဒအရာအလုံပြောင်းစာကိုအလုံသမားကပြုတ်လို့ရမလို့တော့ပဲအလုံရှင်ဟောင်းကသာအလုံရှင်အစ်စ်ထန်းကိုအလုံအစ်စောက်ဝင်တဲ့နေ့ကစပြီးတော့15ရက်အတွင်းပေးဖို့လှုပ်ဆောင်ရမှာဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံအတွင်းနိုင်ငံသားအလုံသမားများအနေနဲ့အလုံပြောင်းရွှေ့ရန်ခွင့်ပြုချက်စရွက်မလို့တော့တော့လေ နှစ်နိုင်ငံအစိုးရအချင်းချင်းနားလည်မှုစာချုပ်လွှာ MOU နဲ့ရောက်ရှိလာတဲ့အလုပ်လုပ်နေတဲ့အလုပ်သမားတွေအတွက်ကတော့အဲ့ဒီထုတ်ပြန်ချက်နဲ့သက်ဆိုင်မှုမရှိဘူးလို့သိရပါတယ်။ MOU အလုပ်သမားများကတော့စာချုပ်များကိုလက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့အတွက်စာချုပ်တက်တန်းနှစ်နှစ်ကုန်ဆုံးတဲ့အချိန်မှာအလုပ်ပြောင်းရွှေ့မှသာအကျုံးဝင်မှာဖြစ်တယ်လို့ AAC ကိုရဲမင်းကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတန်တဲရွာစာတင်ကျောင်းကိုဝင်ရောက်စီးနှင်ပြီးတော့ကျောင်းသုံးပစ္စည်းများကိုမိရှုပ်ဖျက်ဆီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ22ရက်နေ့မနက်6နာရီခွဲအချိန်ကမှအင်အား60လောက်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရေဦးမြို့ရဲ့အနောက်ဘက်တန်တဲကျေးရွာကိုဝင်ရောက်စီးနှင်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရရဲ့စာတင်ကျောင်းကိုဝင်ရောက်မှွေနောက်ကစာတင်ခုံများကိုမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါတယ်။ စစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတာမျိုးတော့မရှိပါဘူးလက်ရှိမှာစစ်ခွေးစစ်ကြောင်းကရေဦးမြို့တွေကိုပြန်ဝင်သွားပါပြီအဲ့ဒီနေ့ကပဲပြန်ဝင်သွားတာပါစစ်ခွေးတွေကမြို့ထဲပြန်ဆုတ်သွားတဲ့အချိန်မှာကားတစ်စီးကိုချောဆွဲသွားသေးတယ်လို့ပြည်သူ့ကာကွယ်အဖွဲ့ရေဦးမြို့နယ်ပကဖတာဝန်ခံကရှင်းပြထားပါတယ်အလားတူပဲမန္တလေးတိုင်းမရရမြို့နယ်ကြောက်တရားရွာအနီးမှာရှိတဲ့နေအိမ်များကိုလည်းအကြမ်းဖက်စစ်ခွေးတပ်ကမိရှုဖျက်ဆီးနေကြောင်း Voice of Mandalay VOMDY ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။မနေ့ကဩဂတ်လ22ရက်နေ့ညနေ9နာရီလောက်မှာမရီယာမြို့နယ်ကြောက်တရားချေရွာအနီးတစ်ဝိုက်ကိုအကြမ်းစစ်ခွေးတပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးနေပြီးနေအိမ်ပျက်စီးမှုအရေအတွက်ကိုတော့လက်ရှိအချိန်ထိအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်မှာရှိတဲ့ကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကနှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်သေးဆုံးပြီးကလေးငယ်များအပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဇေဒီများထိခိုက်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ22ရက်နေ့ည7:00နာရီကမှရေနံချောင်းမြို့နယ်လေးတိုင်ဆင်ကျေးရွာစေကန်းနယ်မူဂျိုအကြောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စေကန်းနဲ့မူဂျိုကြောင်းအဆောက်အုံများထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မနေ့ကဩဂတ်လ22ရက်နေ့မွန်လွယ်ပိုင်း2နာရီလောက်ကလည်းအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့စမ်းကန်ကြီးကြေးရွာအတွင်းကိုဘုံးနှလုံးထပ်မံကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတအုပ်သေးဆုံးကကလေးငယ်နှအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့လူနေအိမ်များနဲ့ဇေဒီပထုံးများထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ ်မူဂျိုအကြောင်းနဲ့ဈေးကအဆောက်အဦတွေထိခိုက်ပျက်စီးသွားပါတယ်လေးတိုင်စင်ရွာကိုတော့21ရက်နေ့ည7:00နာရီလောက်မှာစေခွေးတက်ကလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားတာပါလေးတိုင်စင်ချေးရွာမှာတော့ပြည်သူတွေတိတ်ဆုံးတာမရှိပါဘူးပြည်သူနှစ်ဦးတော့ဒဏ်ရာရသွားတယ်မနေ့ကစမ်းကန်ကြီးရွာကိုဘုံထက်ကျဲတာမှာပြည်သူတအုပ်တိတ်ဆုံးပြီးတော့ကလင်းငယ်နှစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ဒေသခံပြည်သူတအုပ်ကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပေါ့မြို့နယ်ဆယ်ဝရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနာဦးတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂတ်စ်လ22ရက်နေ့မွန်လွယ်ပိုင်းမှာအကြမ်းဆစ်ခွေးတက်ကဆဲဝါရွာကိုဘာတိုက်ပွဲမှာလည်းမရှိဘဲနဲ့ဂျက်ဖိုက်တာ၂စီးနဲ့ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။ဆစ်ခွေးတက်ရဲ့ဘုံကျဲတက်ခိုက်မှုကြောင့်ပြည်သူ၅ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားကထိခိုက်မှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ဆဲဝါရွာကိုဆစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျက်ဖိုက်တာ၂စီးနဲ့ကျဲသွားတာပြည်သူ၅ဦးသေဆုံးတယ်လို့ကနအုပ်တီထားရတယ်။ပြည်သူတွေထိခိုက်သေဆုံးမှုအရေအတွက်ကဒီထက်ပိုများနိုင်ပါတယ်။ စစ်ခွေးတွေကလေကြောင်းကနေတိုက်ခိုက်တာတွေထပ်လုံမှကြောက်လို့ပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်အလားတူပဲဩဂတ်စ်လ22ရက်နေ့ကလည်းဒရုလေတဲ့ကနေတက်လာတဲ့112လေရင်တစည်းကပေါ့မြုံနဲ့အရှေ့ပိုင်းမှာရှိတဲ့ခြေရွာများကိုဘုံဒီ26လုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိတော့လဲရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဒါအပြင်ဩဂတ်စ်လ17ရက်နေ့နဲ့19ရက်နေ့တွေမှာပေါ့မြုံနယ်နဲ့စိတ်ဖြူမြို့နယ်မှာရှိတဲ့ကျေးရွာများကိုစစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ၁၂ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မူထရခရိုင်မှာစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်လ၄ရက်နေ့မှာ KNU မူထရခရိုင် KNLA အမှတ်၅တပ်မဟာတိုင်ရင်တရနှစ်ထိန်းချုပ်နယ်မြေမှာစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗါတယ်အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ မောင်ဝင်းဖြိုးကျော်နဲ့မောင်ဆိုးအောင်တို့ဟာ MA1 တနက်တလက် MA3 တနက်တလက်နဲ့ G340 တောင်းတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကိုဩဂတ်စ်လ16ရက်နေ့မှာမူထရခရိုင်နဲ့တမဟာ9ကတာဝန်ရှိသူခေါင်းဆောင်များကဂုံပြူကျိုးစိုးဝဲအခမ်းအနားနဲ့ငွေကျပ်10သိန်းစီချင်းပြင်းပေးအပ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ချင်းပြင်းနဲ့မဲတပ်မျိုးသိန်းတိုက်ပွဲမှာအကြမ်းဖက်စစ်ခွေးများစုတ်ခွာထွက်ပြေးသွားတဲ့အချိန်ဖွက်ထားခဲ့တဲ့လက်နက်ခဲယမ်းအချို့ကိုပြည်သူများက လာရောက်ပြီးတော့အနံငယ်ချောင်း Chain Defense Force မင်းတပ်ကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကဩဂတ်စ်လ22ရက်နေ့မှာမင်းတပ်မျိုးသိန်းတိုက်ပွဲအတွင်းစစ်ခွေးများစုခွာထွက်ပြေးတဲ့အချိန်မှာဖွဲ့ထားခဲ့တဲ့ MA15 ဆက်လက်တလက် RPG7 တလက် MA4 တလက် MA3 တလက်နဲ့ဆက်ဆက်ပစ္စည်းများကိုအနံငယ်ချင်းဖြစ်ပြီးတော့ပြည်သူများက Chain Defense Force မင်းတပ်စေဦးစီးချုပ်ရုံးမှာလာရောက်အနံငယ်ပြီးစူချင်းဝင်များကိုလည်းချင်းမြင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ